ူတူဟိုတယ်မှာငါတို့တိုက်ပြီးခံရတယ်အဲ့တိုက်ပြီးခံတာပြားနေအောင်ကိုပြီးသွားတာအေးအဲ့ဒီချိန်မှာငါဘာတွေဖြစ်နေရလဲဆိုတော့ပြောပြချင်တာကြော်မသွားနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ငါတို့ကပြီးခံရတဲ့လူတွေတေးချင်းတွေကထွက်လာခဲ့တဲ့လူတွေ အဲ့ဒီချိန်မှာအဲ့ဒီနေရာဥပုံနေလည်းဖြစ်တဲ့7နှစ်နာရီတနာရီထီအောင်လုံးဝမအစာမစားဘူးတနေ့ကုန်ဥပုံဆောင်လိုက်မယ်ဒီလူကဈေးလာကုနေတာမိုးမိတ်ကပါဒါပေမဲ့အဲ့ချိန်မှာအဲ့စိတ်တွေကဘယ်လိုဖြစ်နေသလဲဆိုတော့ရုပ်တည်နံနေပဲမြင်အောင်လုပ်နေတယ်ဒေါက်တာနန္ဒမာနာရဲ့တရားတွေကိုလည်းတမနှလုံးနာယူနေတာ7နှစ်ထိုးထိနာယူနေတာ စနနိုင်တို့ရောက်တော့အနာယူပြီးအိတ်ရထဲမှာလဲတယ်ဝင်းလေးထွက်သက်တွေရှူတယ်ဝင်းလေးထွက်သက်တွေရှူတဲ့ခါကျတော့ငါမဟုတ်ဘူးသူတပားမဟုတ်ဘူးယောက်ျားမဟုတ်ဘူးသူမဟုတ်ဘူးငါမဟုတ်ဘူးဆိုတဲ့စိတ်တွေကလည်းဖြစ်နေတယ်အဲ့ဒီချိန်မှာတနာ ਈ လောက်ရောက်တဲ့ချိန်မှာမြင်းငင်းကလှုပ်လာခဲ့တယ်ပလက်ကြီးပဲအပေါ်ကနေပြီးတော့မှဝုံးလေးနဲ့ပြုတ်ကျလိုက်တယ် ြုတ်ကျလိုက်တဲ့ချိန်မှာစိတ်တရားဘလို့ဖြစ်သွားလဲဆိုတော့အိုးငါသူတို့ဘာယုတ်ကြမရှိတဲ့ယုတ်တည်နံနေခွာနေတဲ့ခါမှာတက်ကာယဒိဋ္ဌိငါကွာသွားပြီပဲဆိုတော့ ရိုးချောက်ကြီးထိအောင်ဖြစ်အောင်စိတ်ကလည်းလှုပ်လိုက်တာအဲ့ချိန်မှာပဲရိုးချောက်ကြီးပေါ်မှာပြုတ်ကျလိုက်တာငါ့ပေါ်ပြုတ်ကျလိုက်တာမဟုတ်ဘူးရုပ်နဲ့နာနဲ့ပေါ်မှာပြုတ်ကျတာရုပ်တည်နေတယ်အဲ့နားမှာတခန်းလေးပဲ106ကလေငါတို့ကတခန်းလေးပဲအမကဲပါကဲပါကျမောက်ကဲပါမတင်းရဲ့ကျမောက်ကဲပါ ဲ့ဒီချိန်မှာလာခဲ့တာဘာတွေလဲတော့မသိတတ်ဘူးတအားကိုပဲကျွန်တော်ကိုပြီနေတဲ့ဟာတွေတွန်းလန်းနေနောက်ဆုံးအရင်ဆုံးကတော့ရွှေရောင်လို့စမ်းပြတာကတောက်မွေးလောက်ရှိတဲ့တောက်ကြီးရအထက်ကအကာကြီးကိုထောက်ထားတယ်အဲ့အထက်အဲ့အကာကြီးကိုထောက်ထားတဲ့ချိန်မှာလေကိုကတိနေတာ။အိုးသူတို့တွေကငှောက်လာကဲနေတာပဲ။ငါလည်းပြိနေတာပဲ။ဒါပေမဲ့ပြိတာပြိတာလာကဲတာကိုတိနေမယ်လို့ဒီရဲ့နှာခေါင်းပေါက်ကနေပြီးတော့အသက်ကထွက်သွားတာ။ အသက်ထွက်သွားတဲ့ဟာမှာဘာကြီးလဲတိလားပိုးရှင်ပိုးပင့်ကူကောင်တို့ကောင်မျိုးလေးရလို့ပုံစံလေးဖြစ်သွားပြီးတော့ခန္ဓာရဲ့နားမှာငါပြိနေတဲ့ပုံမှာဝဲလေခတ်နေတာအဲ့ဒါလေးကအဲ့ဒီဝဲလေခတ်နေတာကတနာကြီးခွဲလောက်တော့ရှိရဲ့နော်အဲ့ဒီချိန်မှာ तू อ่ะ ကိုပြိနေတဲ့အချိန်မှာရေအိုးလောက်ရှိတဲ့အလုံးကြီးရှိတယ်။အဲ့ဒီအလုံးကြီးကလည်းဖွဖွေးကိုလာခြုံလိုက်တာအဲ့အချိန်မှာကိုပြိနေတဲ့ဒီ ပါခုံးလဲကြောက်ဟိုအုတ်နီခဲတွေပါလေလေဖယ်ရှားနေရတယ်ယူရိုခွီးခွားခွင်းခွန်းဆိုတော့တန်နေလဲကြားရတယ်ကွာကြားတော့ဟိုဘက်ကအမကပြောတာအမတင်းရေးတဲ့ငါ့ကိုကဲပါဦးနဲ့နင့်မာတဲ့ဘသူတွေကလာကဲနေရလဲတဲ့ကျွန်တော်မာတော့မမြင်နိုင်တဲ့ဟိုကြားတွေကလာကဲနေတယ်လို့အမကလို့ဒါပေမဲ့လို့အမရေးလို့တည်ခြင်းတရားဘက်တော့သွားပြီလို့အမဟိုတည်တည်သွားအောင်တော့မှာကွာ ကောင်းသောတည်ခြင်းနဲ့ထွက်တဲ့နဲ့ပဲတည်မယ်ဆိုတော့စိတ်နှလုံးနေတာအမကိုလှုပ်တတ်တယ်လို့ကလှုပ်ယူလိုက်လို့ကျွန်တော်ကတော့တမထဝိပဿနာတရားတွေလည်းကျွန်တော်ကလှုပ်ခဲ့တာငယ်စဉ်ကလေးကလည်းကျွန်တော်ကလှုပ်ခဲ့တာတွေဆိုတဲ့ခါကျကျွန်တော်ကလှုပ်တတ်တယ်လို့ဒါပေမဲ့အမလို့တော့ကျွန်တော်မအော်တော့ပါဘူးလို့ကဲကြပါအောင်တစားတစားနဲ့អော်နေတယ်ဆိုရင်လည်းတည်သွားမလားတော့မတည်တတ်ဘူးကိုကလည်းအဲ့ချိန်မှာအမပြတ်တမ်းပဲပေါ့ဒီခန္ဓာညာရောက်တရားလေးတွေမှာရှူပြီးတော့နေလိုက်တာသူများလာမကဲမချင်းသူများမလာမကဲ မကဲခြင်းမာတော့လေကို့တော့သူတို့တွေကလာကဲနေတာယုံကြည်လဲယုံကြလိမ့်မယ်မယုံကြည်လဲမယုံကြအောင်ဒါနဲ့ငါဘုန်းနာဘာသာစစ်စစ်တယောက်ဆိုတာတော့ငါလက်ခံတယ်လေဒါကငါခန္ဓာကြီးရတယ်ဖြစ်နေတာငါချစ်ချင်းမုံချင်းတရားလေးလည်းဘသူပေါ်မှမရှိတော့ဘူးငါသူတစ်ပါးယောက်ျားမိန်းမတွေဆိုတာလည်းငါမရှိတော့ဘူးငါခန္ဓာကိုယ်ကထုံနေနားတယ်ကျင်းနေကြိုက်တယ် အဲ့လိုမျိုးတွေဖြစ်နေတာအဲ့ဒါကြီးကနေ့စဉ်နဲ့များခံစားနေရတာဒီခန္ဓာကြီးကဘာလို့ဖို့လဲဘာလို့ရအောင်လို့လဲဆိုပြီးတော့မှငါ့ကိုငါအမြဲတမ်းပြန်မိတယ်အဲ့ဒါနဲ့တနာကြီးခွဲလောက်ကြာတဲ့ခါမှအဲ့ဒီရက်ွက်22လမ်းကားဟာဒီလည်းငါချီးစွတ်တင်ပါလေဘယ်တော့မှငါမမေ့ပါဘူး ိုက်22လမ်းဟာတွေကငါတို့တက်ပြီးတော့ကဲတယ်ဒီထဲမှာလူရှိလားရှိတယ်ဆိုတော့ငါလက်ကလေးထုတ်ပြလိုက်တယ်ငါလက်လည်းပုံသွားတယ်အတီးကဘာလို့မအော်တာလဲတဲ့မအော်နိုင်တာလားအွန်လိုင်းနဲ့တာလို့မင်းအပေါက်ပေါက်မှမရှိရတဲ့အန်တီတဲ့ကျလို့ဘလို့လုပ်ခဲ့ရမလဲအောက်မှာငုံကြည့်လိုက်တယ်ကွာမဲမောင်နေတာထက်မှာမော့ကြည့်လိုက်တယ်မဲမောင်လာအဲ့ချားမှာပြိနေတာမသေးဘူးဆိုတာတောင်မှငါလူလား တည်သွားပြီးတော့မှဝင်းနေဖြစ်နေတာလားဆိုခုခုကိုတောင်ပြန်ပြီးမေးနေတာလေအဲ့ဆိုမှအဲ့ကောင်လေးတယောက်ကအန်တီရဲ့ဒီအပေါက်ကြီးနဲ့တော့ဘလို့မှအန်တီရဲ့လက်တပေါက်စာပဲရှိရဲ့ဘလို့လုကဲမှာတော့နဲ့ငါသားဖယ်လာလို့အမေကတရားရှုနေတာလို့ဆိုအဲ့တရားရှုလိုက်တဲ့အချိန်မှာအဲ့ပေါက်ကြီးကသူ့အနေနဲ့သူအလိုလိုပွင့်ထွက်သွားတာ မင်းတို့ကတော့ယုံကြည်လဲယုံမယ်မယုံကြည်လဲမယုံငါတော့ငါဖြစ်ခဲ့တဲ့အကြောင်းကြီးငါပြောပြတာလေအဲအကြောင်းကဘသူ့ကိုပဲဖြစ်ဖြစ်ငါဖရားတရားတွေကိုလည်းမြဲစီခြင်းနဲ့အဲ့ဒါအကြောင်းငါတို့ကအခုစီးကုနေရတာနင်းနေများတော့ဖြစ်တာပေါ့မတည်ယုံကလွဲလို့လေအဲ့ခုငါတို့စီးကုနေတဲ့ခါမှာငါတို့စီးဘူးတွေဆိုလဲအလကားရတဲ့နေရာလေးတွေမှာလိုက်ပဲကုနိုင်တာလေငါတို့ဆက်တွေ့ရေးတွေမှာမရသေးလားအိမ်ငါဟာတွေကလည်းငါ့ကိုတေးပြီးဆိုပြီးတော့ ငါ့ကိုရှာနေကြတယ်ဒါပေမဲ့ငါတို့စစ်သွေးမရသေးဘူးငါတို့ကလေဒီမင်းတံပေးမှာမဟုတ်ဘူးစစ်ပေးတွေလည်းကြုံခဲ့ရတာအဲ့ချိန်ကလည်းအသေးခံခံစားရရတာအဲ့ဒါကြောင့်မလို့ကိုကိုကိုတိတ်ပြီးတော့တည်ခြင်းတရားကိုမကြောက်တော့ဘယ်နှမှာပဲတည်တည်ခုတော့22လအောင်မိသားစု တဲကိုကန်ကနေပြီးတော့ငါတို့ဆေးကုနေတာအလကားရတဲ့နေရာလေးလေးလိုက်ကုနေတာပေါ့ပေါင်လေးလည်းပြဲကွဲသွားတယ်လေဒူးတွေလည်းပွန်ပဲသွားတယ်အကုန်လုံးစုပ်ဖြတ်တက်နေတာလေအဲ့ချိန်မှာအဲ့ပစ္စည်းတွေနဲ့နာရီကယ်ဆယ်ရေးတွေကငါ့ကိုဆေးရုံကိုပို့လိုက်တာကွာဆေးရုံကိုပို့လိုက်တော့တူတူငါငါကယ်ကြပြူကြနေအဲ့လိုပြောနေတဲ့ချိန်မှာငါအောင်းမိလိုက်တယ်အိုးဒါကြီးကဘယ်ရောက်သွားတာလဲ ဟေးဒါတွေကဒီလူတွေကဒီလိုတွေတစားစားနဲ့អော်ពីတွေးအိုင်နေတယ်မှာလဲလူနေကြတာဒါတွေကလူတွေလားလူပြေလားငါပြေလားဘယ်ပြေရောက်သွားလဲငါဘာဖြစ်သွားတာလဲတကူလုံးမှာပဲလူကလည်းစုတ်ပြတ်တနတ်လို့လေကိုမှလည်းဘောင်းပြီးတို့ဘောင်းပြီးကြီးနဲ့အမလေးစိတ်ပြည့်စရာတာပေါ့အဲ့ဒါနဲ့ငါအဲ့ဆေးရုံနဲ့ကနေပြီးငါထွက်ပြေးခဲ့တာထွက်ပြေးတော့သူတို့နဲ့ဆိုင်ငါတော်သေးတယ်ဆိုပြီးထွက်ပြေးလာခဲ့တဲ့အချိန်မှာကိုချင်းစာတရားနဲ့ကုမီခဲ့တာဆိုလို့ဖြူစင်း ်ငင်းငါဆရာဝန်ကငါ့ကိုစီထိုးပေးတယ်အနာလေးထဲမှာစီထည့်ပေးတယ်ငါတော်တော်လေးကိုအဲ့ဆရာမကိုလည်းကျေးဇူးတင်ပါတယ်ဘယ်တော့မှဘဝတန်တရားမှာမမေ့နိုင်တော့အောင်တန်တရာထဲမှာစုံရည်တည်ရှိတော်လဲအဲ့ဆရာမင်းကိုဘယ်တော့မှမမိပါဘူးလို့ပြောချင်တယ်။ဒါ ਈ မဲ့မတို့ကတော့ခုရှိခုနေတာပေါ့ကွာအလကားရတဲ့နေရာလေးတွေလိုက်ခုနေတာပတ်စံမှမရှိတာဟုတ်တယ်မလား ထီးကလည်းငငယ်လေးလှုပ်တာလည်းကြောင်ညာထားတာပါရဲ့မသိမချိဖြစ်ဘူးအမှန်တော့လုံးဝမသိကိုကြောင်ပဲကိုကြည်နေတယ်ဘာလို့ရမလဲ brand နေဆွဲတယ်ပေါ့နော်အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာဖြစ်ချင်တော့ဒီနေ့မှာကအနကစားတော့ကြွေးဖြစ်တယ်ပေါ့နော်တော့ကြွေးတဲ့အချိန်မှာထထချာချာဟိုကိုကတော့စကားတခွန်းတော့ပြောတယ်ပေါ့ဟိုအောက်ကဟိုဖယားဟောထားတဲ့တရားတိုင်းပေါ့နော်ယူဇနာဘောက်ဘလောက်မှာငကားပြည်ရှိရပေါ့ငကားမင်းကြီးပါမနေတာအောင်တိပါစေကြားပါစေမြင်ပါစေပေါ့နော် အဲ့လိုအရန်တိုက်ဆိုင်တာဖြစ်မှာပါအခုနောက်ပိုင်းကဟိုအကုန်လုံးနဲ့ဖဲဖြစ်အောင်ကိုကနေရရလीနော်အဲ့ဆိုတော့တိုက်ဆိုင်မှုကြီးဖြစ်မယ်လို့ထင်တယ်ငကစားကြွေးတဲ့နေ့မှာမငယ်လင်ရအကြီးကျယ်လှုပ်သွားတော့ကြွေးတာကလည်းပင်လယ်အောက်ကိုကြွေးရလीနော်ဆိုတော့ထူးထူးခြားခြားလေးတော့ဖြစ်တော့ကိုယ့်ဘက်ကိုလည်းပြုံးမိတယ်ပေါ့နော်ဘာလို့လို့ကိုမှဟိုထူးထူးဆန်းဆန်းနေတော့ဖြစ်နေပါလားဆိုပြီးတော့ကိုယ့်ကိုအဲ့လောက်လေးပဲတွေးမိပါရှင့်